မကြာခဏဒေါသဖြစ်တတ်တဲ့ပုဂ္ဂိုလ်မကြာခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တစ်ဖက်သားကိုမကျင်နှံ့မှုနဲ့ဒေါသနဲ့ဆက်ဆံပြောဆိုတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုံရိပ်တွေဟာရိုင်းဆိုင်ကြမ်းတမ်းတဲ့ပုံရိပ်တွေခဏခဏထင်းလာတဲ့အခါအဲ့ဒီပုံရိပ်တွေအတိုင်းနောက်ဘဝကျတော့အယူဆိုးချစ်တတ်ဖြစ်တယ် ဘသူအားမှလောက်တာမဟုတ်ဘူးဘသူမပြုတ်မိမိမှုဆိုတဲ့အယုံဆိုးနေတာဟာလေအမေကြောင့်လည်းမဟုတ်ဖေကြောင့်လည်းမဟုတ်ကိုလို့တဲ့ကံတရားကြောင့်ပဲအယုံဆိုးတာဖြစ်တယ်ထို့တွင်ဒုတိယဟာကြည်ပြောရှုပြောရှိုံမကမြင်သူတိုင်းကငေးကြည့်လောက်တဲ့စိတ်တည်ရှိတဲ့ရုပ်ဤ ချင်းရင်ကိုရတယ်အမေကလည်းတလောင်ချောတာမဟုတ်ဘူးအဖေကလည်းတလောင်ချောတာမဟုတ်သူကြတော့ငေးကြည့်ရလောက်အောင်ရှုပ်စင်းကလှပ်ပါတယ်ဆိုတာသူရင်ထဲမှာဘာတွေဖြစ်တုန်းများတဲ့ကံနဲ့ဆက်ဆက်တဲ့ကံမှာမေတ္တာနဲ့ဆက်ဆက်ဘယ်သူမှရန်လိုတဲ့စိတ်မရှိဘူးအမှားအဖြစ်ပြောရင်အနှွန်သဘောကောင်းတယ် ဘသူ့ကိုမှရမလို့တက်ဘူးမေတ္တာနဲ့ဆက်ဆံတယ်မေတ္တာနဲ့ပြောဆိုတယ်လိမ္မာတယ်ယဉ်ကျေးတယ်စိတ်ဆိုးနေတယ်ဆိုတာမတွေ့ဘူးပြန်တော့အောင်ချစ်ဖွယ်သောမျက်လုံးပြုံးသောမျက်နှာနဲ့သူတော်အားတွေကိုဆက်ဆက်ဆက်ဆံတဲ့ပုဂ္ဂိုလ်အဲ့တော့သူ့ရဲ့ယဉ်ထဲမှာပုံရိပ်တွေကလှလပပခဏခဏဖြစ်နေသည့်အတွက်ကြောင့် အဲ့ဒီပုံရိပ်တွေမှတ်ထမ်းတင်ထားတဲ့အတိုင်းပဲဘဝတန်တရားဖြစ်တဲ့အခါမှာလှပါတယ်ဒါဘယ်သူဟောတာတော့ဆိုသုလကမ္မဝိဘင်္ဂသုံးပါမြတ်စွာဘုရားကြည့်တယ်ဟောတာနော်ခဋ္ဌံဒေါသပြင်းလွန်းကအလှပြက်ပြီဆိုဒေါသမထံမေတ္တာတံရုပ်ဖံလှတဲ့ကော အလူတွေပါအယုတ်ဆိုးခြင်းအချီတန်အယုတ်ဆိုးခြင်းအယုတ်ချောယုတ်ဆင်းအင်္ဂါလပ်ပါခြင်းဆိုတာအမေကလှုပ်တာလည်းမဟုတ်ဘူးအဖေကလှုပ်တာလည်းမဟုတ်ဘူးအမေနဲ့လည်းမပတ်သက်ဘူးအဖေနဲ့လည်းမပတ်သက်ဘူးတကယ်တော့ကံတရားနဲ့ပဲပတ်သက်တယ်